ကျွန်တော်ရဲ့ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အလဲထိုင်ကရန်6လုံးဤ2မျိုးကိုပြန်လည်မျှဝေတောင်းမှာဖြစ်ပါတယ်ဗောနောကျွန်တော်အလဲထိုင်ဖြစ်ပါတယ်အလဲထိုင်ဤ2မျိုးဗောနောကျွန်တော်နံပါတ်1မှာတော့86 3ညာ1နဲ့အစင်လိုက်ဗောနောနံပါတ်2မှာတော့86 3ညာ1နဲ့အဲ့မှာဤ2မျိုးစုံကကျွန်တော် အတူတူပဲပေါ့နော်ခွန်ရှိကိုတော်များတင်းနေအလေထိုင်တဲ့ကခုနှစ်အလေထိုင်ခွန်ခွန်ကိုဆိုပြီးဖြစ်ပါတယ်ဒီမှာကျတော့ရှိကိုတော်များတင်းနေတော့အလေထိုင်ရဲ့နံပါတ်2မှာကျတော့96ခွန်ရှိကိုတော်များအဲ့မနီနှမျိုးပုံတူကကျွန်တော်ကနန်း3လုံးရှိကိုတော်များရတယ်ပေါ့နော်အဲ့ဒီရှိကိုတော်များထက်ကတော်များတီခွန်တော်များတော်များဆိုပြီးတော့တော်များအလေဖြစ်ပါတယ်ဒီ6ခွန်အလေထိုင်နှလုံးတူနေတာပေါ့နော်အဲ့မှာတော့9အလေထိုင်3ခွန်ခွန်ဆိုပြီးဖြစ်ပါတယ် ဒီကိုတုံများအလဲထိုင်မှာတော့ကိုဒီရှစ်ကိုလေးဆိုပြီးဖြစ်ပါတယ်ဒီမှာတော့ကနန်းချင်းတူနေတယ်ဗောနော်96ရှစ်ကိုတုံများထဲက6တလုံးအလဲထိုင်963ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ96ရှစ်ကိုအလဲထိုင်ထဲက6အလဲထိုင်68ခွန်တုံများတင်းနေအလဲထိုင်ထဲကဗောနော်ညအလဲထိုင်ညနေခွန်ဖြစ်ပါတယ်ဒီရှစ်ကိုတုံများအလဲထိုင်3လုံးထဲက6အလဲထိုင်388 ်3ညအလဲထိုင်3 3ည9ဖြစ်ပါတယ်နောက်ထပ်5အလဲထိုင်3 9ည8 9တုံညတည်ထက်က9အလဲထိုင်3 9ည9ပေါ့နော်ပြီးရင်4အလဲထိုင်6 4ည6 6နေ3ထက်က2အလဲထိုင်3ည4ဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဒီ9 6 9 8အလဲထိုင်မှာ9အလဲထိုင်8 9ည9ဖြစ်ပါတယ်ဒီ6 9 8 9အလဲထိုင်ထက်က6အလဲထိုင်8 6 5ပေါ့နော်ဒီ9 6 9အလဲထိုင်မှာ9အလဲထိုင် 356ဆိုပြီးဖြစ်ပါတယ်၄96ခွန်အလဲထိန်၄လုံးထဲက၄တလုံးအလဲထိန်6 4 6ပေါ့နော်96ခွန်8အလဲထိန်ထဲက9အလဲထိန်6ခွန်8ကိုယ်တော်များတင်းနဲ့အလဲထိုင်မှာကိုယ်အလဲထိုင်6 9 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကတော့ပင်ချေပေါ့နော်အလဲထိုင်6လုံးဤနှမျိုးပုံတူပြပြထားရှင်းဖြစ်ပါတယ်โอเคဆက်ပြီးတော့ကျွန်တော်ဒီဘက်မှာ ဒီကိုတော်များတဲ့အလဲထိန်ရတယ်ဗောနောကိုတော်များတဲ့အလဲထိန်တဲ့ကကိုအလဲထိန်69 ship ဆိုပြီးဖြစ်ပါတယ်3 4 5 6အလဲထိန်တဲ့က4အလဲထိန်305ဖြစ်ပါတယ်ခင်ဗျာဒီပြီးခရီးတစ်ပတ်မှာကျွန်တော်ဒီ96အလဲထိန်ဆိုပြီးတင်ပေးထားတယ်ဗောနော96အလဲထိန်ဆိုပြီးရတယ်ခင်ဗျာအဲ့မှာတော့ကျွန်တော်1 9နေဆိုပြီးအတွက်ကြောင့်မို့ဒီ96အလဲထိန်တဲ့က9တလုံးအလဲထိန်ကျွန်တော်အာ1 9နေဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ဒါပြည့်ခဲ့တဲ့ဘက်မှာကျွန်တော်တွန်းနည်းနဲ့တကွာတင်ပေးထားတယ်ပေါ့နော်ဒါကတော့အလဲထိန်စုပြီးဖြစ်ပါတယ်အလဲထိန်နံပါတ်1နဲ့2နဲ့ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်အလဲထိန်နီးနံပါတ်1ကိုဆက်ပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာ Okay ဒါလေးကတော့ကျွန်တော်အလဲထိန်နီးနံပါတ်1ပေါ့နော်ဒီနေ့ကတော့ဒီကျွန်တော်အရှိကိုရှိတဲ့ချိန်ကနေတင်းလင်းငါးတဲ့ချိန်ကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော် ီ9နဲ့ဒီ6နဲ့ပေါင်းတာက73ဆိုပြီးဖြစ်ပါတယ်။ဒီ8နဲ့ဒီ3နဲ့ပေါင်းတာက9နောက်ထပ်9နဲ့2ပေါင်းတာက73ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။အဲဆိုရင်9နဲ့3ပေါင်းရှင်းရင်သစိဒီမှာ3ဒလုံးကျန်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့3 4 6 8ဆိုပြီးအလေးထိန်ယူထားတယ်ပေါ့နော်။အဲ့ဒီထဲကနောက်ထပ်တစ်ချိန်မှာ3 5ဆိုတဲ့အတွက်ကြောင့်မို့၄ကအလေးဖြစ်ပါတယ်ခင်ဗျာ။3 4 5 6 8မှာ3 5ဒီဟာပေါ့နော် ဒီဟာဖြစ်ပါတယ်နံပါတ်1နောက်ထပ်ကျွန်တော်9689တုံညာရတာလေးကိုဆက်ပြီးလေ့လာကြည့်အောင်ပါနော်ဒီအလဲထိုင်9689အလဲထိုင်မှာတစ်ချိန်ပေါက်နေတဲ့အတွက်တင်းလေး9ကဒီလေးမှာအလဲတစ်ချိန်ပါနော်ဒီလေးမှာဆွေအတွက်ဒီ6မှာတစ်ချိန်ဖြစ်ပါတယ်ဒီ10မှာဆွေအတွက်ဒီအောက်တဲ့နေ့မှာတစ်ချိန်ဒီအလဲမှာတစ်ချိန်ဆွေအတွက်ဒီ369က10အလဲမှာတစ်ချိန်ပါနော်ဒီမှာလေးအလဲကိုတစ်ချိန်ပေါင်းပြီးတော့နေနဲ့ထပ်ပေါင်းထားတာဖြစ်တယ်ခင်ဗျာ နေနဲ့ဒီ6နဲ့ပေါင်းရှင်းက30ဖြစ်ပါတယ်။နေနဲ့ဒီ7နဲ့ပေါင်းရှင်းကလည်း30ပေါ့နော်။3နဲ့ဒီ2နဲ့ပေါင်းရှင်းက5ဆိုတဲ့အတွက်ကြောင့်မို့တုံညာတုံညာ5ပေါင်းရှင်းက5 6ခု6ကိုတုံညာဆိုပြီးဖြစ်ပါတယ်။အဲ့ဒီတဲ့ကနောက်ထပ်တစ်ချိန်မှာနေ5နေဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်5ကအလဲဆိုပြီးရအားနေပေါ့နော်။96689တုံများမှာ95နှစ်တရားဖြစ်ပါနဲ့ ။ဒါဆိုရင်ကျွန်တော်ဒီ20နဲ့3ချိန်အတွဲပေါ့နော်။ဆက်ပြီးနေတာကြည့်အောင်ပါခင်ဗျာ။ဒီအလဲထိန်၄ပါဆိုရင်အတွက်ကျွန်တော်ဒီအလဲထိန်9မှာတစ်ချိန်ဖြစ်ပါတယ်။6မှာဆိုရင်အတွက်ဒီ6မှာတစ်ချိန်။ဒီ2မှာဆိုရင်အတွက်ဒီ9မှာပေါ့နော်။ဒီ8အလဲမှာဆိုရင်အတွက်ဒီ3အလဲမှာတစ်ချိန်။နောက်ထပ်အလဲမှာပဲ9တစ်ချိန်ပေါ့နော်။ပြီးရင်ညနေထပ်ပေါင်းမှာဖြစ်တယ်ခင်ဗျာ။ ငါးနဲ့ဒီရှောင်းနဲ့ပေါင်းတာကပေါင်းရှင်း7ဖြစ်ပါတယ်ဗောနော်ငါးနဲ့ရှောင်းပေါင်းတာ7ပြီးရင်6နဲ့ဒီ3ပေါင်းတာက7နဲ့6နဲ့ဒီ2နဲ့ပေါင်းတာက7ဆိုပြီးဖြစ်ပါတယ်2 3 ਨੇ ဒါဆိုရင်ကျွန်တော်တို့ဒီတစ်ပတ်မှာ4 5 6ခွန်6 9ဆိုပြီးအလဲထင်ရမယ်ဗောနော်4 5 6ခွန်6 9အလဲထင်ဆိုပြီးရနေတာဖြစ်တယ်ခင်ဗျာ အစလေငါချောခွန်ရှေကိုရှိဖြစ်ပါတယ်။ Okay ဒီဆက်သေးပဲကျွန်တော်နီးနံပါတ်2ကိုလည်းဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ Okay ဒါလေးကအလဲထိုင်နီးနံပါတ်2ဖြစ်ပါတယ်ခင်ဗျာ။ဒီ9နဲ့ဒီ10နဲ့ပေါင်းတာက73ဖြစ်ပါတယ်။ဒီ3ကတစ်ချိန်ဖြစ်ပါတယ်ခင်ဗျာ။9နဲ့3ညနဲ့ပေါင်းရှင်9ကို ရှောင်းနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်ဒီမှာကျတော့3နဲ့ဒီ3နဲ့3ပေါင်းရှင်း6ရမယ်ပေါ့နော်။33ပေါင်းရှင်း6ရှောင်းနဲ့ပေါင်းတာ7နှစ်၊နင်းနဲ့ဒီ9နဲ့ပေါင်းတာ7ဆိုတဲ့အတွက်ကြောင့်မို့ဒီနှစ်3 4 5 6အလဲထိုင်စီဖြစ်ပါတယ်ပေါ့နော်အထက်တစ်ကြိမ်မှာ3 4 5ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီမှာကျတော့6အလဲထိုင်ဖြစ်ပါတယ်ခင်ဗျာ တနေ့၃လ၅လျှောက်မှာတင်းလင်းကဒီဟာဖြစ်ပါတယ်တနေ့၃လ၅လျှောက်မှာတင်းလင်းကဘောနောပုံသူက၃လ၅လျှောက်ဆိုပြီးရတယ်လေးအလဲထိုင်တင်းလင်းကနောက်ထပ်တစ်ကြိမ်ရင်လည်းကျွန်တော်တနေ့၃လ၅လျှောက်ရတာလေးကိုဆက်ပြီးဒေတာကြည့်မယ်ဘောနောဒီ၅မှာဆိုတဲ့အတွက်ကြောင့်မို့၄၅၈က၈မှာတစ်ကြိမ်ဘောနောပြီးရင်ဒီ၈မှာဆိုတဲ့အတွက်ဒီ၃မှာတစ်ကြိမ်ဖြစ်ပါတယ်ဒီ၃မှာဆိုတဲ့အတွက်ဒီ၂မှာတစ်ကြိမ်ဘောနော 9နဲ့3များနဲ့မှာတစ်ကြိမ်စီဆိုတဲ့အတွက်3နဲ့9နဲ့မှာတစ်ကြိမ်စီပေါင်းပြီးတော့6နဲ့ထပ်ပေါင်းမှာဖြစ်တယ်ခင်ဗျာ6နဲ့3ပေါင်းတာက7ပေါ့နော်နှစ်ကတစ်ကြိမ်39ပေါင်းတာ7ကိုကျွန်တော်တို့6နဲ့ထပ်ပေါင်းတာဖြစ်တယ်ခင်ဗျာနေနဲ့နေပေါင်းတာ၄၆နဲ့ပေါင်းရင်30ပေါ့နော်ဒါဆိုရင်ဒီမှာတစ်တလုံးကြံနေတဲ့အတွက်ကြောင့်မို့ဒီဟာဘောကလည်းမျိုးပဲအစင်လိုက်၁နှစ်၃ 6အလဲထိန်ဆွေးပြီးရတယ်ခင်ဗျာထပ်ထပ်တစ်ကြိမ်မှာ2 9နှစ်ဆွေးအတွက်ကျွန်တော်ဒီမှာ5အလဲထိန်ပါတော့တင်းနှစ်3 4 5 6မှာ2 9နှစ်ဒီဟာဖြစ်ပါတယ်အဆွေးကျွန်တော်တို့20နဲ့3ကြိမ်အတွက်အလဲထိန်နီးနံပါတ်1ပေါ့နော်ဆက်ပြီးလေ့လာကြည့်မယ်ခင်ဗျာဒီရှင်းမှာဆိုတဲ့အတွက်ဒီလေးလျှောက်တိကတိမှာတစ်ကြိမ်ဖြစ်ပါတယ်3မှာတစ်ဆွေးတဲ့အတွက်ဒီနှစ်မှာပေါ့နော်ဒီနှစ်မှာဆိုတဲ့အတွက် ဒီ၃မှာတစ်ချိန်ဖြစ်ပါတယ်၃၉မှာဆိုတဲ့အတွက်၉နဲ့၅နဲ့ကိုပေါင်းပြီးတော့6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာဒီနဲ့ဒီနဲ့ပေါင်းရှင်းက၃ပါနော်၃ကတစ်ချိန်ဖြစ်ပါတယ်၉နဲ့၅ပေါင်းတာက၁၄ကိုကျွန်တော်ဒီမှာ6နဲ့ထပ်ပေါင်းလာမှာဖြစ်ပါတယ်ခင်ဗျာဒေနဲ့6ပေါင်းရှင်းသစဉ်3နဲ့3ပေါင်းရှင်း6ရတဲ့အတွက်ကြောင့်မို့6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 ကို၃ညဒီအလဲထင်ရှင်ပြီးဖြစ်ပါတယ်။ဒါဒီနေ့အရာပေါ့နော်။လေးအလဲထင်တင်းတင်းကငါအလဲထင်နေငါနဲ့ဒီတစ်ပတ်မှာ6ခွန်း6 9၃ညဒီအလဲထင်ညရတယ်ခင်ဗျာ။ဆိုတော့ဒီတစ်ပတ်မှာ6ခွန်း6 9၃ညဒီရှင်ပြီးဖြစ်တယ်ခင်ဗျာ။ ဒါချင်းကျွန်တော်ဒီ layer ဒီမှာမပါဘူးပေါ့နော်ငါမပါဘူး6ပါတယ်6 8 9 6 8 9အဲဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာတော့ကဏ္ဍလေးလုံးဖြစ်သွားတယ်ပေါ့နော်6ခွန်း89ပြီးခရီးတစ်ပတ်မှာတော့ကျွန်တော်96နှလုံးထည့်ပေးရတယ်ဒီတစ်ပတ်မှာတော့အလဲထိန်က6ခွန်း89အလဲထိန်ဆိုပြီးဖြစ်ဖြစ်ပါတယ်ခင်ဗျာโอเคရှေ့ရဗီဒီယိုမှာကျွန်တော်ထိတ်စီကိုလည်းတင်ပြထားပြီးဖြစ်ပါတယ်ပေါ့နော်ဒါကတော့အလဲထိန်လေးလုံးဖြစ်ပါတယ် ။ Okay ကျွန်တော်နောက်ထပ်ဗီဒီယိုမှာလည်း update ၄ကိုလည်းထပ်မံများပြီးတင်ပြတော့ပါဦးမယ်ခင်ဗျာ။ Okay ဒါလေးကတော့ကျွန်တော်ထိုင်စီနီးနှမျိုးပေါ့နော်။ကနန်းကအားလုံးစီနီးတင်နေနေနဲ့ဆက်ပြီးတင်ပြထားတယ်ပေါ့နော်။အဲ့မှာနေတော်ညာကိုကနေစားပြီးတော့ပြပေးထားတာဖြစ်ပါတယ်။ပင်ရှိပေါ့နော်။၂၁၂၂၂၂၃အနေနဲ့စားထားတာဖြစ်ပါတယ်9000ကို9000ဒီ9000က3000ဒီ8က8900ပေါ့နော်9ထိပ်963 6ထိပ်68ခုဆိုပြီးတော့ ိမ်မှာတောက်လျှောက်ထိစီဖြစ်ပါတယ်ပေါ့နော်။ရှောင်းလေးရှောင်းပြီးတော့ဒီမှာ၈၉၊ကနန်းနှလုံးထက်က၉ဓလုံးတည်အဲ၉ခွန်၈ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။ဆက်ပြီးတော့ဒီမှာ၆ထိစီမှာ၆၉လျှောက်၈ထိစီမှာ၈၉၈ဒီမှာတော့၁ထိစီဓလုံးထက်ပဲပေါ့နော်။၁ထိစီဒလင်းကကျွန်တော်ပြခဲ့တဲ့ပုံမှာတော့ကနန်း၅လုံးတူနေတာပေါ့နော်။၈၉တုံညာတင်းနေတဲ့ကနေထိစီနင်းကနေ ဒီတစ်ပတ်မှာတော့ဒီနေ့နှစ်ခုအရာဘောနော်ဆက်ပြီးတော့ game ဆိုရင်ကျွန်တော်သုံးတဲ့ထိပ်စီဆိုပြီးပြပေးထားတာရှိတယ်ခင်ဗျာโอเคဒါကကျွန်တော်ထိပ်စီက၃လေးပါနော်အဲဒါကတော့အလေးအပိတ်အထီပေါ့နော်နှီးနှမျိုးဖြစ်ပါတယ်စုံဒါမှဒါစုံပေါ့နော်ဆိုတော့ကျွန်တော်ဒီအလေးထိပ်မှာကြာတော့ထိပ်စီက၃လေးအလေးထိပ်မှာကြာတော့ကျွန်တော်6 8 9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ အဲဆင်ကျွန်တော်ဒီဟာလေးထပ်ထည့်ပေးမယ်နော်ကျွန်တော်ဒီဟာ3လေး3000အထိတ်ပေါ့နော်3000အထိတ်6ခွန်6ကအလဲထိန်ဆိုပြီးဖြစ်ပါတယ်โอเคကျွန်တော်နောက်ထပ်ဗီဒီယိုမှာတော့ကျွန်တော်အပိတ်ကိုလည်းတင်ပြသွားပါဦးမယ်ပေါ့နော်ဒါကတော့ခွန်9တိဆိုတော့ဒီမှာခွန်ရ9ရပါတယ်ပေါ့နော်ခွန်9 683များနဲ့မှာ6ရက်8ရက်ပါနေတဲ့အတွက်ကျွန်တော်အပိတ်ကိုထပ်ဆင်းဆက်ရမှာဖြစ်တယ်ခင်ဗျာ။ Okay ဒါကတင်ချာလက်ညွှန်ချက်အရာအမိတ်ရှင်များသိလာလို့ရအောင်ပြန်လည်များဝေရှင်းတာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြရတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ကြမှာဆက်ရှင်းပါပြီ။ကောင်းကျိုးလိုရာဆန္ဒအပြည့်စုံကြပါစေခင်ဗျာ။